ချစ်တဲ့လူတွေအားလုံးမင်္ဂလာပါဒီနေ့မှာတော့ထူးထူးခြားခြားအနေနဲ့ချစ်ရတဲ့ညီမလေးတယောက်တည်းအတွက်ဝစ်စုံ၁၀စုံတီးတဲ့ဖန်တီးပေးထားပါတယ်ညီမလေးဟာယုံသွားယုံတွက်အတွက်ကိုပူဇာထားတာကြားနေပြီကျွန်တော်ကလည်းမအားရနဲ့စီစဉ်ပေးဖြစ်တာပေါ့နော်ကဲဒီနေ့မှာတော့ယုံသွားယုံတွက်အတွက်ကိုပေါ့ပေါ့ပပါလေးစီစဉ်ပေးထားပါတယ်ဒီမှာကြည့်ပါဦးလက်ကော်ချစ်ကလေးလို့ အများခေါ်ကြတဲ့လက်ကော်ချစ်ကလေးကိုအောက်ကခရင်နဲ့ခရမ်းနဲ့ဖောက်ထားတဲ့နေရာမှာအပေါ်မှာခရမ်းလေးကိုဦးစားပေးထားတယ်။ပန်းချဲသီးလေးတွေကိုတိတိကျကျတိတိကျကျတတ်တည့်ရဲ့ကလေးစီစဉ်ပေးထားပါတယ်။လက်ကလေးကိုလည်းဒီမှာ ဒီမှာအပေါက်ကလေးတွေနဲ့စီစဉ်ပေးထားပါတယ်အရန်လှပါတယ်နော်ဒီလိုမျိုးဆိုစွတ်ပြီးတော့ပူအိုက်တဲ့ယာတိအတွက်ကိုချဲ့ရညမာလေးအတွက်လက်ပြက်ကလေးစီစဉ်ပေးထားပါတယ်အဲအညိုရောင်လေးနဲ့ရွှေစိမ်းလေးကိုနဲ့တွဲဖက်ထားတဲ့လက်ကော့ချစ်ကလေးပါဒီမှာကြည့်ပါဦးပန်းချဲ့သီးလေးတွေကျွန်တော်လေးဟိုတလောလုံးကအညာဒေတာကိုဖြီးသွားတဲ့နေရာမှာနော်အညာဒေတာမှာ เนาะပန်းစည်သေးလေးတွေကိုတိတိချာချာတတ်တည့်ရဲ့ကလေးနဲ့ဝတ်ထားတာလေကျွန်တော်မြင်ခဲ့ရတော့ဒီမှာပန်းချဲသေး collection လေးကိုစီစဉ်ပေးထားတယ်အရန်လာပါရဲ့မြန်မာလေးအတွက်စေစုံစီစဉ်ပေးထားတာဆိုတော့အမျိုးမတူတဲ့အဲပိတ်ဆမတီတီရဲတွေကိုတုံးထားတယ်ပေါ့နော်ဒါဆိုရင်လေဒီမှာကြည့်ပါဦးတတင်းစာပြင်တဲ့တတင်းစာလေးကိုဒူနာလေးပဲကတ်ပေးထားတယ်เนาะအိမ်လေးကိုတော့ နော်မီတင်တွေမှာကွာရဲရဲရင့်ရင့်အမျိုးသမီးတယောက်အတွင်ဖြစ်အောင် နော်ဇာအိတ်ကလေးနဲ့လဲတောင်လေးနဲ့စီစဉ်ပေးထားတယ်အရန်လာတယ်ဟုတ်ဒီဝိစုံလေးဆိုရင်လေညီမဆို sequence စာလေးကိုเนาะပင်တောင်လေးကတ်ထားပေးတယ်အဲအင်းကြီးကိုကျတော့ဒီမှာကြည့်ပါအောင်လူငယ်တယောက်ရဲ့အတွင် ထက်မြက်တဲ့အမျိုးသမီးတယောက်အတွင်ဖြစ်အောင်เนาะဒီမှာเนาะစီးကွက်စိမ်းပြာလေးတွေနဲ့ဖဲတုံးလေးတွေနဲ့เนาะချစ်စရာလေးကယိုကီလေးဖန်တီးပေးထားပါတယ်အခုချစ်ရတဲ့ညီမလေးကိုဇင်းမဲ့လေးနှစ်စုံစီစဉ်ပေးထားပါတယ်ညီမလေးဖုံးချောင်းသွားလို့ရှိရင်လွယ်လင်းတကူဖြစ်အောင်လက်ရှိလေးနဲ့เนาะလက်ဖောင်းလေးကိုကယိုကီလေးစီစဉ်ပေးထားပါတယ်ဒီမှာเนาะဇာအနားလေးတွေကိုပဲဖြတ်ဆက်ပေးထားတယ်ဒီမှာကြည့်အရန်လှတယ်เนาะဒီမှာအရန်လှတယ်ကဲဒီတစုံလေးကတော့ မြမာလေးရလေအသားတော်ဖြူရဲ့ထဲမှာပါတယ်တိလားအသားဖြူတော့လေဒီလိန်ပေါ်ရောင်လေးပွက်လိုက်ရင်အရှမ်းကိုထင်းကနေလိန်ကနေဖြစ်မယ်ဒီမှာချက်တော့ကထောင်လေးစီစဉ်ပေးထားတယ်ဖြတ်ဆက်ကလေးနော်ပန်းချဲသီးလေးကိုဒီတစ်ခေါက် collection မှာလှိုင်းလှိုင်းလေးတုံးထားပါတယ်အရှမ်းတိကျတိကျပြီးလှတာပဲနော်ကျွန်တော်ဒီတစ်ခေါက်အညာမှာသွားတော့အညာအန်တီစီမှာတိတိကျကျလေ့လာခဲ့တဲ့ပညာတွေပါ ညီမလေးအတွက်ကချင်ဝမ်းဆက်ကလေးနှစ်စုံလည်းစီစဉ်ပေးထားပါသေးတယ်။အဲညီမလေးကပြောတယ်နည်းနည်းနဲ့တဲ့အထည်လေးထည့်ပေးပါဆိုတော့ဒီမှာဈေးရောက်နဲ့အနှက်နဲ့ဖောက်ထားတာလေးအရန်လှတယ်။ဒီဟာမှာတော့လေဘာလေးကိုထူးခြားရလဲဆိုတော့ပတ်တန်ပေါ့နော်ဒီမှာအလဲလေးကိုအပွင့်လေးပေါအောင် ပတ်တန်လေးယူထားပေးတယ်ဘိုးဆန်းဆန်းဒီမှာကုတ်ကော်လန်လေးပဲယူထားတယ်လက်ဖောင်းလေးကိုအဆွေဖောင်းလေးယူထားတယ် နော်အရန်လှပါတယ်ကဲဒီသစုံလေးကကျတော့မိုင်းလိုရောင်လေးလို့ခေါ်တယ်နော်အရန်လှတာပဲဒီမှာအမိတ်ကလေးကိုဦးစားပေးပြီးတော့အဖုံးယူထားတယ်ကျွန်တော်အမြဲတမ်းပြောနေကြပါအမျိုးသမီးတယောက်အတွက်ကဘွေနက်ကလေးကအလှဆုံးမှလို့နော်ဘွေနက်ကလေးကအရန်လှတာဒီမှာတော့လေထူးခြားတာလေးကတော့လက်အလိန်လေးဒီမှာကြည့်နှစ်ဖက်ကိုလိန်ထားတာဒီမှာအလိန်လေးအပေါက်ကလေးနဲ့နော်အရန်လှပါတယ်ဆယ်စုံဆိုတော့အခု၈စုံရှိသွားပြီတော့နောက်ထပ်ဝတ်စုံ၂စုံပဲကျန်ပါတော့တယ် 아비자와오 ကဲအချက်များစွာဖြင့်ဖန်တီးပေးထားတဲ့ဆဲစုံမှာနောက်ဆုံးနှစုံမှာဒီမှာကြည့်ပါဦးလက်ကော်ချိတ်ကလေးကိုလှအနေအောင်ချုပ်ထားရဲ့ညီမလေးကအနက်ကလေးတစ်ထည်ထည့်ပေးပါလို့ပူစားထားတာနဲ့အနက်ကလေးကိုဒီမှာအနီးကပ်ကလေးပြပါအောင်ဒီမှာကြည့်ပါဦးပဇင်းကောင်းလေးတွေကိုလေတိတိကျကျတိတိကျကျလေးနဲ့ခါကိုအဝိုက်ဝိုက်ကလေးယူထားရနော်အရန်လှတာပဲနော်လက်ကော်ချိတ်ကလေးကိုပဲချုပ်ပေးထားတာပါစီးလေးတွေနဲ့အရန်ချက်ဖို့ကောင်းပါလေအဲအင်းရဲ့ထူချောင်းမှုကပြင်တက်စာလေးကိုခံပြီးချုပ်ထားပေး းပါတယ်။နော်ပန်းကျဲသီးလေးတွေနဲ့နော်ညမာလေးရုပ်တက်တဲ့ချိန်ကျရင်ထထဲဝါဝါလေးဖြစ်အောင်ချုပ်ပေးထားတာပါ။ကဲကျွန်တော်ရဲ့ blog ကလေးကိုအမြဲတမ်းချစ်ခင်အားပေးတဲ့တူတယောက်ချင်းစီတိုင်းကိုကျွန်တော်ကောင်းမြတ်ခတ်ထောက်ရနေကျေးဇူးတင်လေးပါ။ဒီနေ့ဆိုရင်လည်းပေါ့ပေါ့ပါပါဝစ်စုံဆယ်စုံအောင်ပြထားတယ်ဆိုတော့အားလုံးကျင်းနဲ့နှက်တက်လိုက်မယ်လို့မျှော်လင့်ပါတယ်။အားလုံးပဲတတ်တာ